င်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်လက်ရှိ2025ခုနှစ်အတွင်းမှာပဲ NUG ကိုအသိကူးပြောင်းရေးအစိုးရတည်းအဖြစ်နိုင်ငံရေးနဲ့စည်ရင်းနောက်ဆက်တက်ဖို့တိုင်းရင်းသားခေါင်းဆောင်တွေပါဝင်သက်ဆိုင်ရာခေါင်းဆောင်တွေအားလုံးသဘောတူညီထားပြီးဖြစ်တယ်လို့ NUG ဝန်ကြီးဒေါက်တာဇော်ဝေစုကအတိအပြပြောဆိုလိုက်ပါတယ် ကင်းပြင်းနဲ့ထိုင်းမြန်မာနယ်စပ်အနီးကအချက်ဖက်စစ်ကောင်စီရဲ့တာလီဘူဟာစခန်းသိမ်းတိုက်ပွဲမှာစေကောင်စီဘက်ကဗိုလ်ကြီးအပါဝင်စစ်သား၉ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်လက်နက်ခဲယမ်းတွေကိုလည်းတော်လိုင်းရေးတပ်တွေကတင်စီရရှိထားပြီးစေကောင်စီတပ်ရဲ့ဒုတက်ရင်းမှုနဲ့အပွဲလွတ်မြောက်နေတဲ့အတွက် KNL ပူပေါင်းအဖွဲ့တွေကလိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့လက်ရှိ2025ခုနှစ်အတွင်းမှာပဲ ။အယုံကြည်ကိုအတွင်ကူပြောင်းရစ်အစိုးရတရက်အဖြစ်နိုင်ငံရေးနဲ့စစ်ရေးနောက်ဆင်တက်ဖို့တိုင်းရင်းသားခေါင်းဆောင်တွေပါဝင်တဆိုင်ရာခေါင်းဆောင်တွေအားလုံးသဘောတူညီထားပြီးဖြစ်တယ်လို့အယုံကြည်ဝန်ကြီးဒေါက်တာဇော်ဝေစိုးကအသိပေးပြောဆိုလိုက်ပါတယ်။ဒါကတော့ရန်ကုန်ခေတ်သတင်းဌာနကနေအမြဲပုံမှန်ထုတ်လွှင့်နေတဲ့ပြည်သူ့မှပြည်သူတို့အစီအစဉ်တွဲဆုံမေးမြန်းကမှာအယုံကြည်ဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောလိုက်တာပါလက်ရှိမှာတော့အန်ဂျီဝင်းကြီးဒေါက်တာဆော်ဝေဆိုဟာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အဖြစ်အန်ဂျီယာယီသမရကြီးရဲ့ညွှန်ကြားချက်အရပြည်တွင်းကိုအပြီးပြန်လဲရောက်ရှိခဲ့ပြီးတဲ့နောက် တပ်ဆိုင်ရာတွေ့တဲ့တွေ့တိုက်တဲ့တိုင်းရင်းသားခေါင်းဆောင်တွေတော်လိုင်းကြီးခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တဲ့အချိန်မှာပဲအယုံကြီးကိုအသွင်ကူးပြောင်းရေးအစိုးရတရက်အဖြစ်နိုင်ငံရေးစီရင်နောက်ဆင်တက်ဖို့ခေါင်းဆောင်တွေအားလုံးသဘောတူညီထားပြီးဖြစ်တယ်လို့အယုံကြီးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအတိအပြေပြောဆိုလိုက်ပါတယ်လက်ရှိတိုင်းရင်းသားခေါင်းဆောင်တွေနဲ့တော်လိုင်းကြီးခေါင်းဆောင်တွေကိုတွေ့တဲ့အချိန်မှာလေဒေါ်လိုင်းရေးရဲ့နောက်ဆင်အတွက်အားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့စူးစီးကြဖို့ဆွေးနွေးဖြစ်တဲ့အကြောင်းတွေအပြင်လက်ရှိ2025မှာအသွင်ကူးပြောင်းရေးကာလအစိုးရတစ်ခုပေါ်ပေါက်လာဖို့အတွက် ခေါင်းဆောင်တွေအားလုံးသဘောတူထားပြီးဖြစ်တာကြောင့်အခု2025ခုနှစ်မှာပဲစည်ရင်နိုင်ငံရေးနောက်ဆင့်တက်ဖို့အဆင်သင့်ဖြစ်နေပါပြီလို့ NGO ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအတိအပြပြောထားပါတယ်။ဒါအပြင်တစ်ဖက်ကမြေပြင်မှာလည်းတော်လန်ရေးသမားတွေနဲ့အတူရှိနေတဲ့အချိန်ပြည်သူလူထုကလည်းတော်လန်ရေးကိုဆက်လက်ပါဝင်နေစေဖြစ်တယ်လို့ PDF တပ်ဖွဲ့တွေကလည်းတက်ကြွနေစေဖြစ်တဲ့အပြင်သက်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေနဲ့တော်လန်ရေးခေါင်းဆောင်တွေရဲ့သဘောတူညီချက်တွေအားလုံးကြောင့်ပါတာစီထားသမျှစိန်ခေါ်မှုတွေကိုစုပေါင်းအားနဲ့ကြော့ဖြတ်နိုင်မှာဖြစ်တဲ့အတွက် လက်ရှိအခြေအနေတွေရတော်လန်ရေးဟာလုံးဝအောင်မြင်မယ်ဆိုတာကိုယုံကြည်ထားတယ်လို့လည်းအန်ဂျီဝင်းကြီးဒေါက်တာဇော်ဝေဆုကအတိပေးပြောဆိုထားပါတယ်ခင်ဗျာတဖက်မှာတော့ဂင်းဘီနဲ့ထိုင်းမြန်မာနယ်စပ်အနီးကအချက်ဖက်စကောင်စီရဲ့တာလဲဘူးဟာစကန်သိန်းတိုက်ပွဲမှာစကောင်စီဘက်ကဗိုလ်ကြီးအပါဝင်စစ်သား၉ဦးကတော့အသီးသီးတိုက်ကုန်ကြတဲ့အပြင်လက်နက်ခဲယမ်းတွေကိုလည်းတော်လန်ရေးတပ်တွေကသိမ်းဆည်းရရှိထားပြီးစကောင်စီတပ်ရဲ့ဒုတက်ရေးမှုနဲ့အဖွဲ့လွတ်မြောက်နေတဲ့အတွက် DNL ပူပေါင်းအဖွဲ့တွေကလိုက်လံဖမ်းဆီးနေတယ်လို့ကဲညူကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်ကတော့မေလ17ရက်နေ့ကပဲကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်အနီးကအကြမ်းဖက်စစ်ကောင်စီရဲ့တာလေစစ်ဗျူဟာစခန်းကြီးကို DNL ပူပေါင်းအဖွဲ့တွေကအပိတ်သက်သိမ်းပိုက်လိုက်တာပါ။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဗိုလ်ကြီးအပါဝင်စစ်သား6ဦးကတော့အတိအသင့်တိတ်ကုန်ကြပြီးဒုတရင်မှုနဲ့အဖွဲ့ကတော့ထွက်ပြေးသွားတဲ့အတွက်တော်လန်ရေးတပ်တွေကလိုက်လံဖမ်းဆီးနေတယ်လို့စကန်နေကနေတော့လက်နက်ခိုင်ရန်တွေလဲတင်းစီရရှိထားတယ်လို့ကျန်းယူကနေထုတ်ပြန်ထားပါတယ် အဲ့ဒီတာလဲဘျူဟာစကန်ကြီးကိုအချက်ဖတ်စကောက်စီက1986ခုနှစ်ကတည်းကစတင်တိစောက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကတည်းကအနီးနားမှာရှိတဲ့ကျေးရွာနေပြည်သူတွေဟာလွတ်လွတ်လပ်လပ်သွားလာလုကင်လို့မရပဲစစ်တပ်ကပိတ်ပင်မှုတွေလုပ်ထားသလိုအခုတော့ KNL ပူပေါင်းအဖွဲ့တွေကစကန်ကြီးကိုအပိတ်သက်သိမ်းပိုက်လိုက်ပြီဖြစ်တဲ့အတွက်ကျေးရွာနေပြည်သူတွေလည်းလွတ်လွတ်လပ်လပ်ရှာဖွေလုကင်စားတောက်လို့ရသွားပြီဖြစ်တယ်လို့လည်း KNU ကနေထုတ်ပြန်ထားပါတယ်ခင်ဗျတဆက်ထဲမှာပဲ ကင်းပြင်းနဲ့ထိုင်းမြန်မာနေဆက်အဒီကအကြံဖက်စကောင်စီရဲ့တက်စကန်တွေကိုတခုပြီးတခုသိမ့်ပိုက်လာနေတဲ့ KNL ပူပေါင်းအဖွဲ့တွေဟာနောက်ထပ်ထိုင်းမြန်မာနေဆက်ကအကြံဖက်စကောင်စီရဲ့မော်ကွီးလေးတက်စကန်ဂျီကိုပါစတင်တက်ခိုင်းနေပြီးပြည်သူ၄၀၀ကျော်ထိုင်းဘက်ကိုစစ်ဘေးရှောင်လာကြတယ်လို့ထိုင်းနိုင်ငံမဲဆောက်မီဒီယာကနေဖော်ပြထားပါတယ်။လက်ရှိကင်းပြင်းနဲ့ထိုင်းမြန်မာနေဆက်အနီးကအကြံဖက်စကောင်စီရဲ့တက်စကန်တွေကို KNL ပူပေါင်းအဖွဲ့တွေကတခုပြီးတခုဇက်တိုက်သိမ့်ပိုက်လာနေရမှာ မေလ13ရက်နေ့ကပဲအချက်ဖက်စကောင်စီရဲ့ခမရ24တာလဲဘျူဟာတက်စကန်ကြီးကိုအပိတ်တိမ့်ပတ်လိုက်ပြီးအခုတခါဒီကနေ့မေလ15ရက်နေ့မှာတော့အဲ့ဒီထိုင်းမြန်မာနယ်စပ်ကနောက်ထပ်စစ်ကောင်စီရဲ့မော်ကွီးလေးတက်စကန်ကိုပါတော်လင်းတက်တွေကစတင်တိုက်ခိုက်နေပြီဆိုပါတယ်ပြီးခဲ့တဲ့တာလဲဘျူဟာစကန်ကို GNL ပူပေါင်းအဖွဲ့တွေကတိမ့်ပိုက်ခဲ့တုန်းကဆိုရင်စစ်ကောင်စီတပ်သားအယောက်20ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတာတွေလည်းရှိပြီး အခုလဲမော်ကွီးလေးစကန်သိန်းတိုက်ပွဲဟာအပြင်းထန်ဖြစ်ပွားနေသလိုဒေသခံပြည်သူအယောက်400ကျော်လဲထိုင်းနိုင်ငံဘက်ကိုစစ်ဘေးရှောင်လာကြတယ်လို့ထိုင်းနိုင်ငံမဲဆောက်မီဒီယာကနေဖော်ပြထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့စကိုင်းတိုင်းတပရင်မြို့နယ်ကအိုးထင်းကွင်းကျေးရွာစာတင်ကျောင်းကိုမြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ဆီယမ်မာတွေနဲ့ကလေးငယ်တွေတိုက်ဆုံမှုအတွက်ပြင်သစ်အစိုးရကအပြင်းထန်ရှုံချလိုက်ပြီးကနေဒါနိုင်ငံကလည်းစစ်တပ်ရဲ့အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်မှုတိုက်တွန်းလိုက်ပါတယ်ပြင်သစ်အစိုးရကတော့ လက်ရှိမြန်မာနိုင်ငံမှာမေလ၁၂ရက်နေ့ကဖြစ်ပျက်သွားတဲ့တပရင်းမြို့နယ်အိုးထိန်ကွင်းကျေးရွာစတင်ကြောင်းကိုမြန်မာစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ဆီယမရီနဲ့ကလေးငယ်ပေါင်းဒါဇင်နဲ့ချီတေဆုံးခဲ့ရတဲ့အပေါ်အဲဒီလိုစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုအပြင်းထန်ဆုံးရှုံချတယ်လို့ပြင်သစ်နိုင်ငံဂျာယီဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။တစ်ဖက်ကကနေဒါအစိုးရကလည်းအဲဒီလိုစကိုင်းတိုင်းကစတင်ကြောင်းကိုမြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေတေဆုံးခဲ့ရမှုအတွက်ဝန်내စိုးရင်ထိတ်လန့်ခဲ့ရပြီး လက်ရှိမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ပြီးတော့နိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာပို့ကိုပါတိုက်တွန်းကြမှာတယ်လို့လည်းကနေဒါအစိုးရကနေတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကမကွေးတိုင်းကံကောင်းမြို့နယ်မှာရှိတဲ့လာပို့ကျေးရွာစာတင်ကျောင်းကိုပါလေးကျောင်းကနေထပ်မံဘုံကျဲတွားပြန်တဲ့အတွက်စာတင်ကျောင်းလည်းပျက်စီးထားပြန်တယ်လို့ရောလင်းနာဖွဲ့ရဲ့ကိုပါကောင်းကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ14ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအကြမ်းဖက်စစ်ကောင်စီက ခံကောင်းမျိုးနဲ့မှရှိတဲ့လာပုတ်ကြေးရွာစာတင်ကြောင်းကိုလေနဲ့လာပြီးဘုံကျဲတက်ခိုက်တော့ပြန်နေဆိုပါတယ်အဲ့လိုစစ်ကောင်စီတက်ရဲ့လေးချောင်းတက်ခိုက်မှုကြောင့်စာတင်ကြောင်းလည်းလုံးဝပျက်စီးသွားပြန်တယ်လို့တစ်ဖက်မှာတော့အကြံဖက်စစ်ကောင်စီဟာမေလအကောင့်တိသူတို့စစ်တပ်ဘက်ကအပြစ်ရက်ထားတယ်ဆိုပြီးနိုင်ငံတကာကိုလူကြားကောင်းအောင်ကြေညာထားပေမဲ့တဖက်မှာတော့ကလေးတွေစာတင်နေတဲ့ကျောင်းတွေဘာသာရေးအဆောက်အုံတွေပါမချမ်းအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေတယ်လို့လေရော်လင်းတဲ့အဖွဲ့ရဲ့ကိုပါကောင်းကပြောထားပါလိမ့်ခင်ဗျာ မှာလေအရခတတော်အေးအေးသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုဂျပန်စစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲသွားမှုကြောင့်အမျိုးသမီး၂ဦးထပ်မံနဲ့တေဆုံးထားပြီးဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ၁၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲအဂျပန်ပစစ်ကောင်စီတပ်ကရခိုင်ပြည်နယ်ကြောက်တော်မြို့ကအရသာပြည်သူတွေနေထိုင်ရာရွာမရက်ကွက်ကိုပေါင်900ဘုံတွေကျဲချသွားတယ်ဆိုပါတယ် ဲ့လိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ရဲသားပြည်သူအမျိုးသမီး2ဦးထပ်မင်းနဲ့တိစုံထားပြီးနောက်ထပ်ပြည်သူ3ဦးကဒဏ်ရာတွေရထားသလိုနေအိမ်တချို့လည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။တစ်ဖက်မှာတော့အဲ့လိုရဲသားပြည်သူတွေတိစုံစေခဲ့တဲ့လေကြောင်းတက်ခိုက်မှုတွေဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တဲ့အတွက်အကြမ်းဖက်စစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အာရခတတော်အေးရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခကတတိပေးပြောဆိုထားပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ